အားလုံးပဲမင်္ဂလာပါရှင်။ Listener Heaven Channel မှာကြိုဆိုလိုက်ပါတယ်ရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါတယ်ရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာမကြီးခင်နှင်းယူရဲ့ဇီဝဇိုးဆန်အိမ်လက်ရွေးစင်အတွေးဆောင်မစာစုစာအုပ်မှာဂျေဇူးစကားဆိုပါသည်လို့အမည်ရတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ရှင်။မမေ့နိုင်သောပြဿနာတစ်ခု ကျမရင်တွင်းမှာဖြစ်ပေါ်ခဲ့သည်မှာဒုတိယကဘာစစ်အတွင်းကဖြစ်ခဲ့သည်ရင်ထဲမှာတမြင့်မြင့်ဖြစ်ခဲ့ရသောအကြောင်းကို ဖွင့်ဟရေးသားရန်တန်ဖြူစရက်ကိုကျမသွားခဲ့ပါသည်ကိုယ်မြင့်နှင့်ဖျားသုံးစုအထိသွားခြင်းမှာတော့လဲမရောက်ခဲ့ပါမော်လမြိုင်တိုင်းမင်းကြီးဥကံမြင့်အကူအညီဖြင့်နဝမာလ22ရက်နေ့ကတန်ဖြူစရက်ကိုရောက်ခဲ့ပါသည်တန်ဖြူစရက်ရှိ ဝိညာဉ်တို့ဆံရဗိမှန်တို့ကျမရောက်ခဲ့ပါသည်ဝိညာဉ်တို့နှင့်ကျမပြောခဲ့သော စကားများကို နောက်မှရေးပါမည်ယခုလောလောဆယ်မော်လမြိုင်တွင်မမျော်လင့်ပဲတွေ့ခဲ့ရသောမွန်အမျိုးသားရံမုံငွေအဖွဲအကြောင်းကိုရေးလိုပါသည်ကျမနှင့်အတူစာရေးဆရာလင်းယုံမောင်မောင်ဒေါက်တာနိုင်ပန်းလှစာရေးဆရာမကြီးကလျာဝိဇာသိပ်ပန်တို့ပါလာခဲ့သည်မော်လမြိုင်ကိုဒေါက်တာနိုင်ပန်းလှရောက်သည့်နှင့်တပြိုင်နက် မွန်အမျိုးသားများနှင့်ဆွေမျိုးများကပန်းစည်းများဆက်ကာကြိုဆို၍နိုင်ပန်လေးနှင့်ဇနီးအိမ်မှာတွေ့ဆုံနှုတ်ဆက်ပွဲလေးလုပ်ပါသည်ထိုနှုတ်ဆက်ပွဲမှာမွန်အမျိုးသားရံမုံငွေအဖွဲ့ဥက္ကဋ္ဌနိုင်အောင်ထွန်းနှင့်မွန်အမျိုးသားများစကားပြောဆို၍ဒေါက်တာနိုင်ပန်းလာကလည်းပြန်လည်ပြောဆိုပါသည် နောက်နေ့နိုဝင်ဘာလ20ရက်နေ့မှာဒေါက်တာနိုင်ပန်းလာဇာတိရွာကော့ဘိန်းသို့ တွားရောက်ပါသည်ရွာလုံးကျွတ်မြကြိုဆို၍ပန်းကုံစော့ပန်းစည်းဆက်တကြပါသည်ကော့ဘင်းရွာရက်ွက်လုံးကြုံရည်နှင့်ငိန်ဝတ်ပီပြားမှုတိဆောက်ရေးအဖွဲ့ယုံမှာမွန်အကနှင့် ဖြော့ပြပါသည်နတ်ရိုးရာပတာသောမွန်ရင်အက ရာဇာတရစ်မွန်ဘရင်လက်ထက်တွင်ရှေ့တော်တွင် ဖြော့ပြရသောမွန်အကများနှင့် အမျိုးသမီးလေးများကပြအတုံးတော်ခံပါသည်မွန်တန်ဖြစ်တီဆိုတော်လဲကောင်းကြီးတင်ခါအလိုက် သချင်းဖြစ်၍ជីနူးွယ်ကောင်းပါသည်ဒေါက်တာနိုင်ပန်းလာကထိုသချင်းကိုမြမာကီတကောင်းကြီးသင်္ခါမှမွန်လိုဘာသာပြန်ထားကြောင်းရှင်းပြပါသည်အခန်းအနာနှင့်ကျိုးစိုးဧကံကြ၍ဝမ်းသာကျေးဇူးတင်ပါသည် ထိုကဲ့သို့ကျိုးစိုးဧကံလိမ့်မည်ကျမမထင်ပဲမမျော်လင့်ပဲတွေ့ဆုံရ၍ကျမကလည်းကျေးဇူးစကားကို ဆိုလိုခြင်းဖြစ်ပါသည်အထူးသဖြင့်မော်လမြိုင်တွင် နိုင်အောင်ထွတ်တခြားမွန်အမျိုးသားများနှင့် ေါက်တာနိုင်ပန်းလှပြောစကားများကို ကျမအထူးစိတ်ဝင်စားပါသည်။သူတို့ပြောစကားများကိုခြုံ၍ကြည်လျင်မော်လူမျိုးမွန်စာပေမွန်ရင်ကျေးမှုမပပျောက်ရေးပင်ဖြစ်ပါသည်။တခါကမြန်မာနိုင်ငံတွင် ပြူလူမျိုးဟု၍အထင်အရှားထီးနှင့်နန်းနှင့်ရှိခဲ့ပါတော့လေ။ယခုအခါပြူလူမျိုးဆိုသည်မှာပပျောက်သွားပြီ။ပြူစာပေရင်ကျေးမှုရှိခဲ့သည် ဆိုသည်မှာပကံရာဇကုမာမင်းသားဤမြစေသည်ကြောက်စာ အထောက်အထားအရသာသိရှိရတော်သည်ယခုလေမွန်လူမျိုးပြောက်ကမွန်စာပေမွန်ရင်ကျေးမှုပါတိန်ကောပြောက်ွယ်သွားမည်ကိုစိုးရင်တော့သူတို့ဤတောကကို သူတို့ရင်တွင်းမှပြောစကားများကပေါ်လွင်စီပါသည်မွန်စာပေမွန်စကားမွန်လူမျိုးနှင့်ရင်ကျေးမှု မပပြောက်ဤအတွက်ရည်ရွယ်ချက်ဖြင့်ဒေါက်တာနိုင်ပန်းလှကကမကထလောက်ကမွန်အမျိုးသား ထာဝရရန်မုံငွေ အဖွဲ့ဟု၍တည်ထောင်ထားပါသည်ဒေါက်တာနိုင်ပန်းလာကစော်ဩလှုံစော်မတီ၍ဂျပန်ရောက်မွန်မြမာအမျိုးသားများနဲ့မြန်မာပြည်မွန်အမျိုးသားတို့ကပါကြဲကြဲပြန့်ပြန့်အလှငွေထည့်ဝင်ကြပါသည်ထိုမွန်အမျိုးသားရန်မုံငွေမှဒေါက်တာနိုင်ပန်းလာဤဇာတိကော်ဘင်းရွာမှာမွန်အစိုးအကအတီးအမုတ်ပြိုင်ပွဲကျင်းပ၍စုပေးရန်ငွေနှစ်သိန်းလှူဒန်းထားပါသည် မော်လမြိုင်တွင် တက္ကသိုလ်ဝန်ထမ်းအောင်သောចောင်းသားများကိုမွန်စာစီစာကုန်းမွန်စာပေမှမြန်မာဘာသာပြန်စီခြင်းဖြင့်စာမေးပွဲစစ်ပါသည်မိကုံးများကိုဒေါက်တာနိုင်ပန်းလာကိုတိုင်ဂျပန်ပြည်မှ ထုတ်၍အဖြေလွှာများကိုလည်းဂျပန်သို့ယူကာကိုတိုင်စစ်ဆေးပါသည်ပထမရသောចောင်းသားကိုစုငွေ9000ချီးမြှင့်သည်မှာ3နှစ်ရှိသွားပါပြီမော်လမြိုင်အတွက်ရန်ပုံငွေ9သိန်းထားပါသည်ရန်ကုန်ရှိမွန်ရဟန်းပြူအဖွဲ့ကိုလည်း အစိုးရပရိယတ်တိစာပြံပွဲမှာမွန်ဘာသာနဲ့ဖြေဆိုအောင်မြင်သူများကို စုချီးမြှင့်ရန်နဲ့မွန်ကြောက်စာ စာမေးပွဲ ဖြေဆိုအောင်မြင်သူများကိုစုချီးမြှင့်ရန်ငွေနှစ်သိန်းမတီရာထားကြပါသည် ပြူတို့ဤတမိုင်းဖြစ်စဉ်ကတင်ငန်းစာတပွဲဖြစ်နေ၍မွန်အမျိုးသားတို့ယင်မှာမွန်လူမျိုးမွန်စာပေမွန်ရင်ကျေးမှုပပျောက်မိကိုစိုးရင်ကြသည်မှာတဘာဝကြပါသည်ကျမအနေနဲ့ဒေါက်တာနိုင်ပန်းလာ ကမကထလှုပ်၍မွန်စာပေမွန်စကားမွန်လူမျိုးမပပြောက်ရေးကိုမွန်အမျိုးသားများအနေဖြင့်ကြိုးပမ်းအားထုတ်ရန် အပြန်အလှန်ဆွေးနွေးပြောကြသည်ကို နားထောင်ရင်းကျမရင်တွင်းမှစံနာတစ်ခုပြင်းပြလာပါသည် ထိုစဉ်က အခါအခွင့်မသိင်၍ကျမမပြောခဲ့ပါရန်ကုန်ပြန်ရောက်မှအရိနမမဂဇင်းမှကျမရင်ထဲမှရှိသောစံနာကိုထုတ်ဖော်ရေးသားခြင်းဖြစ်ပါသည်ကျမမြမတယောက်အနေနဲ့မွန်အမျိုးသားတို့နဲ့ ထတ်တူထတ်မြမွန်စာပေမွန်လူမျိုးမွန်ယဉ်ကျေးမှုကိုပပျောက်သွားမှာအလွန်စိုးရိမ်ပါသည်အဘေကြောင့်ဆိုသောမွန်လူမျိုးတို့မှာကျမတို့မြန်မာတို့ဤကျေးဇူးရှင်ဆိုရင်မမှားပါ ထို့ကြောင့်မွန်တို့အပေါ်ကျေးဇူးစကားဆိုလိုပါသည်ကျေးဇူးစကားဆိုလိုသောအချက်နှစ်ချက်ရှိပါသည် ပထမအချက်မှာဘာသာရေးဖြစ်၍ဒုတိယအချက်မှာပြည်တော်စု စိတ်သက်ဖြစ်ပါသည်ဟန်တာဝရီမွန်တိုင်းပြည်သည် ထေရဝါဒဗုဒ္ဓဘာသာကိုအိန္ဒိယပြည်တောင်ပိုင်းမှာအရင်ဥစွာရရှိသောတိုင်းပြည်ဖြစ်ပါသည် ရှင်အရဟံသည်ဟန္တာဝရီမွန်တို့ဌာနေမှာဗကံပြည်သို့ကြွရောက်လာခဲ့သည် ထိုအချိန်မှာဗကံပြည်တွင်စိုးစံနေသောဘယင်နော်ယထာနှင့် တွေ့ဆုံဆွေးနွေးဖြစ်ကြသည်မွန်တို့လက်ခံယုံကြည်ကိုးကွယ်လျက်ရှိသောထေရဝါဒဗုဒ္ဓဘာသာအကြောင်းကို ရှင်အရဟံကဟောပြောပြသောအခါတွင် နောယထာမင်းကြီးသည်ထေရဝါဒဗုဒ္ဓဘာသာအကြောင်းကိုစေငုလေ့လာ၍ဝမ်းမြောက်ဝမ်းသာလက်ခံယုံကြည်လာသည် ရှင်အရဟံဤယဟန်ကျက်တရေနှင့်ဗကံရှိ ရေငုတ်မီးလုံ တုံးခုံစဲခတ်စသောအကျင့်မှားတွေနှင့်ကိလေသာကင်းအောင်ကျင့်နေသောအကြီးကြီးယဟန်တို့၏အသွင်အပြင်ကိုကျင့်တရားတို့ကိုပါမင်းကြီးနှိုင်းရှင်ကြည့်၍မိမိကိုးကွယ်နေသောအကျင့်မှားနှင့် ကိုးွယ်သောဘာသာရေးကိုစွန့်လွတ်လိုလာသည်ဗကံပြည်တွင် ထေရဝါဒဗုဒ္ဓဘာသာ ထွန်ကားစီလိုကြောင်းရှင်အရဟံအားလျှောက်ထားတောင်းပန်ခဲ့သည် ရှင်အရဟံဤအကြံပေးချက်နှင့်ဘယင်းအနော်ယထာသည်မွန်ဘယင်းမနူဟာမင်းထံမှပိရကတ်သုံးပုံကိုရရှိကာဗကံတွင် ထေရဝါဒဗုဒ္ဓဘာသာထွန်ကားအောင်ဆောင်ရွက်နိုင်ခဲ့သည် ကျမတို့မှာမင်းတို့မင်းကြီးလက်ထက်ပြင်စမအကျင့် သင်္ကာယနာတင်နိုင်ခြင်းဝင်းကြီးကျုပ်ဟောင်းဥနုလက်ထက်သတ္ထသင်္ကာယနာတင်နိုင်ခြင်းတို့မှာမွန်တို့ဂျေစုတရားကြောင့်ဖြစ်သည်ယနေ့ထက်တိုင်းတရားစစ်တရားမှန်သံဃာစစ်သံဃာမှန်တို့ကို ကိုးကွယ်နိုင်သော ထေရဝါဒဗုဒ္ဓဘာသာမြန်မာနိုင်ငံတွင်ထွန်းကားနေခြင်းမှာမွန်တို့ဂျေစုပင် ဖြစ်ပါသည်ကဘာပေါ်တွင်မြန်မာပြည်သည်ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ထွန်းကားဆုံးသောတိုင်းပြည်ဖြစ်သည် မြန်မာဗုဒ္ဓဘာသာတို့ကထေရဝါဒဗုဒ္ဓဘာသာတန်ဖိုးကို ကိုးကွယ်နေတော်လဲတတိမမှုရှိကြသည် ကဘာတိုင်းပြည်အသီးသီးမှာလဲဗုဒ္ဓဘာသာ သာသနာပြုရာတွင် မဟာယနတို့သည် ထေရဝါဒတို့ထက်ခြေသွတ်သည် လူမှုရဲသို့ထိုးဖောက်ဝင်ရောက်နိုင်သည်ထေရဝါဒဗုဒ္ဓဘာသာတန်ဖိုးကို တကယ်သိသူတို့ကမူထေရဝါဒစစ်စစ်ကိုသာကိုးကွယ်လိုသည်လွန်ခဲ့သောနှစ်နှစ်ခန့်ကကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်နေသောဂျပန်အမျိုးသားမစ္စတာ ကီတာတာနီသည် အစာအိမ်ကန်ဆာဖြစ်၍အမေရိကတွင်ဆေးကုသခံယူရင်းသူ့အစာအိမ်တစ်ဝက်ကိုဖျက်ပစ်ရသည်။တည်ခြင်းတရားနှင့် ရင်ဆိုင်ရပြီဖြစ်၍သူ၏နောက်ဘဝကိုလည်းတွေးခေါ်လာသည်။တည်ခြင်းတရားကိုညီကဲ့သို့အေးချမ်းစွာရင်ဆိုင်ရမည်ကိုလည်းတွေးခေါ်သည်။ရုပ်ဝတ္ထုအကြီးအကျယ်တိုးတက်နေသော နိုင်ငံကြီးများတွင် နေသူအတွက်စင်းရဲငြိမ့်အေး၍ စိတ်ဤငြိမ်းချမ်းမှုကိုရနိုင်ဖို့သူတောင်းတလာသည်ဂျပန်ပြည်တွင်ထွန်းကားနေသော မဟာယနဂိုင်းဗုဒ္ဓဘာသာဘုန်းကြီးများကိုသူမကိုးကွယ်လို့မိမယူညစာစာအရက်တော့လူသေးကိုတကြိုကစီးပွားရှာနေသောဂျပန်ဘုန်းကြီးကိုကိုးကွယ်ခြင်းဖြင့်ဘဝငြိမ်းချမ်းရေးကိုမရနိုင်သည်ကိုသူသိသည်ကိုကိုပင်ငြိမ်းချမ်းအောင်မစွမ်းဆောင်နိုင်သောဂျပန်ဘုန်းကြီးတို့ကသူတစ်ပါးအားငြိမ်းချမ်းအောင်ဘယ်လိုလုပ်နိုင်ပါမည်နည်း နောက်ဆုံးထေရဝါဒဗုဒ္ဓဘာသာအစစ်ဘဝငြိမ်းချမ်းရေးကိုတကယ်ရနိုင်သောတရားမြန်မာပြည်တွင်ရှိသည်ကို သူသတင်းရသည်မြန်မာပြည်တွင် ကုလသမဂ္ဂဤဌာနေကိုယ်စားလှယ်အဖြစ် အမှုထမ်းရင်းချမ်းမြေရိတ်တာမှာချမ်းမြေစရာတော်ဖရာဤညွန်ပြမှုနီးနာကိုခံယူ၍ဝိပဿနာတရားကို အားထုတ်ခဲ့သည်နောက်တစ်နှစ်တွင်ယဟန်ဘဝကို ခံယူကာဆက်လက်အားထုတ်သည်ထေရဝါဒဗုဒ္ဓဘာသာဤအနှစ်သာရကို မစ္စတာကီတာတာနီတိရှိသဘောပေါက်သွားသည်ယခုလိုမြန်မာဗုဒ္ဓဘာသာတို့ဘာမကတိုင်းတစ်ပါးလူမျိုးကြားဗုဒ္ဓဘာသာတို့ဘာတရားစစ်တရားမှန်ဖြစ်သောထေရဝါဒဗုဒ္ဓဘာသာကိုကိုးကွယ်နိုင်ခြင်းမှာမွန်တို့ဤကျေးဇူးတရားကြောင့်ဆိုလျင်လွန်အံ့မထင်ဒုတိယပြည်တော်စုစိတ်သက်ကိုမွန်တို့ထံမှမြန်မာတို့ရခဲ့သည်မှာတမိုင်းတွင်အထင်အရှားရှိခဲ့ပါသည်မြမတမိုင်းတွင် အင်းဝပြည်မှာဘရင်မင်းကောင်စိုးစံစဉ်နှင့်ဟန်တာဝရီမှာ ရာဇာဒရစ်စိုးစံစဉ်အခါကဖြစ်သည်ဧကရစ်ဘရင်များဖြစ်သည့်အတိုင်းအင်းအားပြိုင်စစ်ဖြစ်ပွားကြသည် ထိုမင်းနှစ်ပါးစစ်ဖြစ်ပွားရာမှာမွန်သူရဲကောင်တမိန်ဗရန်ကို အင်းဝဘရင်မင်းကောင်ဤသားတော်မင်းရဲကျော်စွာကဖမ်းဆီးဆက်သ၍မင်းကောင်ကတမိန်ဗရန်ကို အချင်းချထားသည် ထိုအချိန်မှာတကောင်းပြီမှစိတ်ပြေရှင် ဧကရစ်မင်းမှာဂါမနိဟူသော သူရဲကောင်းတစ်ယောက်ရှိသည်သူမတူအောင်လက်ရည်ကောင်းလာသည်ဓာခုတ်လှန်ထိုးညင်းစီ တိုက်သည့်နေရာတွင် ပြိုင်ဘက်ကင်းသည် စိတ်ပြေရှင်ကသူဤသူရဲကောင်းဂါမနိနှင့်စစ်ထိုးဝင်သော သူရဲကောင်းကိုရှုစားလိုသည် မှုမှတ်များအားသူ့ဆန္ဒကိုဖွင့်ဟပြောပြရာမှုမှတ်များကလျှောက်ထားသည်အင်းဝနှင့်ဟန်တာဝရီဧကရစ်တို့သည်အစဉ်သဖြင့်စစ်ကင်းလျက်ရှိကြသည် ထိုမင်းနှစ်ပါးတွင် စီးချင်းတွင် အလွန်ကောင်းသည့်သူရဲကောင်းများရှိပါသည်ဟုလျှောက်ထားကြသည်စိတ်ပြေရှင်စစ်အခင်းအကျင့်နှင့်အင်းဝါကိုခြိတက်သည်အင်းဝါရောက်လျင်စိတ်ပြေရှင်ကဘရင်မင်းငောင်ထံ ရာဇသံပေးသည် စိတ်ပြေရှင်ဧကရစ်မင်းကြားရောက်အပ်သည် ရွှေနန်းသခင်ယခုငါတို့စစ်ချီလာသည်မှာစန္ဒနှမျိုးရှိပါသည်တမျိုးကအင်းဝါမင်းသည်ငါလက်အောက်ခံ၍လာရောက်ရှ िख ိုးရန်ဖြစ်သည် အခြားတစ်မျိုးကသူ့ရဲကောင်းချင်း စီးချင်းစစ်ထိုးသည်ကို မျက်မှောက်ပြုလျက်ရှူစားလိုခြင်းဖြစ်သည်အကယ်၍အင်းဝါဘက်မှမြင်းစီးသူ့ရဲကောင်းရှုံးနိုင်ခဲ့လင် အင်းဝါကိုကြည်သာစွာငှက်လက်ကိုအပ်ရန်ဖြစ်သည် တိုင်းသူပြည်သားယဟန်ပုံနာဟူရာများကိုဒုက္ခမရောက်စေရအကယ်၍ငါတို့ဘက်မှသူ့ရဲကောင်းရှုံးခဲ့သောစိတ်ပြည်တို့ငါတို့ပြန်ဆုတ်ပါမည်အင်းဝါပြည်ရှိတဲငယ်တစ်ခုကိုမျှ မပြတ်စည်းစေရတို့ဖြစ်၍အင်းဝရွှေနန်းရှင်ဤဆန္ဒကို ပြန်ကြားစီလိုပါသည်စာပါအကြောင်းအရာကိုသိလျင် အင်းဝဘရင်မင်းကောင်သည် ဝမ်းမြောက်ဝမ်းသာနှင့်စိတ်ပြည့်ရှင်ဤသူရဲကောင်းနှင့်မြမသူရဲကောင်းစီးခြင်းထိုးရန်ကြေနက်စွာလက်ခံကြောင်းပြန်ကြားသည်သို့တော်အင်းဝမှသူရဲကောင်းရွေးချယ်ရမည်ဖြစ်၍ခொနှစ်ရက်ဆိုင်းငံ့ရန်အချိန်တောင်းလိုက်သည်ညီလာခံမှာ အင်းဝမင်းကောင်ကဂါမဏိနဲ့စီချင်းထိုးရန်သူရဲကောင်းရှာဖို့တိုင်ပင်တော်လဲမြည်သည့်မူးမတ်မြခေါင်းမဖော်ထို့ကြောင့်ဘရင်ကတိုင်းပြည်တွင်ကြီးညာမောင်းခတ်သည်အကျဉ်သူတဦးသည် စိတ်ပြည့်ရှင်မင်းဤသူရဲကောင်းဘိုးဂါမဏိနှင့်စီချင်းတိုက်ပေးနိုင်ခဲ့ပါမူထိုသူရဲကောင်းအားယတနာပူရအင်းဝရွှေနှန်းရှင်က မဟာဥပယာစာအဖြစ်ချီးမြှင့်မိထိုကဲ့သို့ တိုင်းပြည်အားကြေညာတော်လဲတဦးတယောက်မျှဘူဂာမဏိကိုစစ်ထိုးဝင်သူမရှိပါ ထိုအချိန်မှာထောင်တွင်းတွင်အကျဉ်းခံနေရသောမွန်သူရဲကောင်းတမိန်ပရန်းကိုစောင့်ရှောက်သည့်ထောင်ဆောင်များကလည်းဂာမဏိကို စီချင်းထိုးဝင်သူ မပေါ်လျင် အင်းဝပြတ်တော်မီဟု အချင်းချင်းပြောတံကိုတမိန်ပရန်းကြားရသည်တမိန်ပရန်းကအဆောင်တို့စကားကိုကြားလျင်စဉ်းစားသည်အင်းဝမျိုးသည် ပကိုးမျိုးတို့ခြည်ရန်လမ်းစာဖြစ်သည် အင်းဝါသည်ဟန္တာဝရီဤမုတ်ဝါနှင့်လည်းတူသည် ယခု စိတ်ပြေရှင်ဧကရစ်မင်းသည် သူရဲကောင်းခြင်းညင်းစည်း၍စစ်ထိုးသည်ကို ရှုစားလိုသောဆန္ဒဖြင့်လာခြင်းဖြစ်သည်ဂါမဏိကိုခံဝင့်သူ အင်းဝါတွင် မရှိပါက သူဆန္ဒပြေဝါမည်မဟုတ် အင်းဝါကိုရာပြီးသောဟန္တာဝရီကိုဆက်လက်ခြိတက်ပေဦးမည်ငါမှလည်းထောင်တွင်းမှာကြာမြင့်စွာနေခဲ့ရပြီအင်းဝါပြတ်သောဟန္တာဝရီတို့ ငါပြန်ရောက်ဖို့မရှိတော့ဘူး။ဒီစစ်ကိုငါတာဝန်ယူလိုက်မှ တော်တော့မည်။တရုတ်စစ်ကိုဟန်တာဝရီတို့မစုံတော့ဘူး။တမိန်ပရန်းကထို့အတို့စဉ်းစားပြီးထောင်ဆောင်လို့မှတဆင့်ထောင်မှုအားဂါမဏိကို စီးချင်းထိုးမိအကြောင်းပြောကြားသည်။တမိန်ပရန်းကထောင်မှုကိုပြောသောစကားမှာအလွန်အဖိုးတန်သည်။တမိုင်းတွင်ရက်သောစကားဖြစ်သည်။ယခုဂါမဏိအားအနိုင်ယူစစ်ထိုးဖို့ငါတာဝန်ယူသည်မှာ ယတပတ္တိကိုလို၍မဟုတ်အင်းဝနိုင်ငံကြီးတည်တံ့ခိုင်မြဲ၍ကိဋ္ဌိယကြော်စောခြင်းဖြင့်ပြည့်စုံစည်းလိုသည်မြို့သူမြို့သားယဟန်ပုံနာများအားချမ်းသာတုခတို့နှင့်ပြည့်စုံစည်းလို၍ဖြစ်သည် သူကြော်စောထင်ရှားလို၍မဟုတ် သူကိုကြိုးအတွက်မဟုတ်မွန်ထာနေဟန်တာဝရီပြည်တခုတည်းအတွက်လည်းမဟုတ် အင်းဝပြည်သူတို့အတွက်ကိုမြစ်တာရှေးရှုပြောသောပြည်တော်စုစိတ်တဲ့အပြည့်ပါသည့်စကားဖြစ်သည်တမိန်ပရန်စကားကို ထောင်မူးကစစ်သေးနာပတိကိုပြောကြ၍စစ်သေးနာပတိမှဘယင်မင်းကောင်ကိုရှောက်ထားသည်ဘယင်မင်းကောင်သည် သူမေ့လျော်နေသောတမိန်ပရန်ဤစကားကိုကြားရ၍နှစ်ထောင်အားရဝမ်းမြောက်တော်မူသည်တမိန်ပရန်ကိုထောင်မှလွှတ်၍လိုအပ်သောညင်းလက်နက်ဝစ်စုံတို့ကို ပေးအပ်ခါဘောဂါမဏိနှင့်စီချင်းထိုးခွင့်ပြုလိုက်သည်တမိန်ပရန်သည်စင်စီမြင်းစီတိုက်ခိုက်ကြွန့်ကျင်သူဖြစ်၍တရုတ်သူရဲကောင်ဂါမဏိကို စီချင်းထိုးရမှာ အနိုင်ရ၍ကာမဏိခေါင်းကိုဖြတ်ကာဘယင်မင်းကောင်ထံဆက်သသည်ခေစကားနှင့်ပြောရရင်တမိန်ပရန်ကယ်ပေလို့ဟုပြောရပေမည်တမိန်ပရန်သာကာမဏိကိုအနိုင်မရရင် အင်းဝမြမာပြည်သားတို့စိတ်ဧကရစ်လက်အောက်ရောက်ရမည်ဟန်တာဝရီလည်းမတတ်တာပါတမိန်ပရန်စိတ်သက်သည်ပြည်တော်စုသားစိတ်သက်ဖြစ်သည် အင်းဝကိစ္စဖြစ်၍ငါနဲ့မဆိုင်ဟု ကိုလွတ်ယုံမိမိကိုကြိုးတစ်ခုတည်းမကြည့် အင်းဝအကျိုးကိုရောဟန်တာဝတီအကျိုးကိုပါကြည့်ရှု၍အရှိန်မျောမြင်တတ်သူဖြစ်သည်တိုင်းတပါးတို့မြမမြေပေါ်တွင်ခြေကုပ်ရသည်နှင့်တပြိုင်နက်ဟန်တာဝရီပါမတက်သာ သူ့ကြုံဖြစ်ရတော်မူကိုတိတော်တမိန်မရန်းသည် သူ့အစွမ်းကိုပြကာဘိုးကာမဏိကိုစီးချင်းထိုး၍မြမမြေကိုကာဝယ်ခဲ့သည်အကယ်၍သာ ထိုစဉ်ကတမိန်မရန်းသာတိုက်ပွဲမဝင်ခဲ့တော့မြမတမိုင်းပင်လင်တမျိုးပြောင်းလဲကောင်းပြောင်းလဲနိုင်သည် ကျမတို့လက်ရှိမြန်မာပြည်သည် လူမျိုးများစုပေါင်းနေသည့်ပြည်ထောင်စုတစ်ခုဖြစ်သည်။တမိန်ပရန်းကဲ့သို့ပြည်ထောင်စုစိတ်ဓာတ်ရှိမှပြည်ထောင်စုကြီးအားတိုင်းတစ်ပါးတို့ယံမှ ကာကွယ်နိုင်၍လွတ်လပ်ရေးနှင့်ငြိမ်းချမ်းရေးကိုထိန်းသိမ်းနိုင်မည်ဖြစ်သည်။ထို့ကြောင့်ကျမဆောင်းပါအစတွင် ရေးခဲ့သလို တရားစစ်တရားမှန်ထေရဝါဒဗုဒ္ဓဘာသာ စစ်စစ်ကိုမြန်မာတို့အားပေးခဲ့သောမွန်လူမျိုးတို့အား၎င်းပြည်ထောင်စုစိတ်ဓာတ်ကို ယနေ့ထက်တိုင်းပြည်တော်စုသားတိုင်းဤယင်မာဆွဲအောင်ထားရစ်ခဲ့သောမွန်သူရဲကောင်းတမိန်ပရန်းကို၎င်းကျမကျေးဇူးစကားဆိုပါသည် ထိုအချက်နှစ်ချက်တွင်မက စာပေဂီတအနုပညာယဉ်ကျေးမှုတို့မှလည်းမွန်တို့ထံမှမြန်မာတို့လက်ခံရယူသည်မှာအများအပြားပင်ဖြစ်ပါသည်မွန်လူမျိုးမွန်စကားမွန်စာပေမွန်ယဉ်ကျေးမှုတို့သည်ပြည်တော်စုကြီးနှင့်အတူ အထွန့်ရှိစွာတည်တံ့ခိုင်မြဲပါစေတည်းနားဆင်သူပရိသတ်များအားလုံးစိတ်ဤချမ်းသာခြင်းကိုဤကြမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်